ရွှေနှုတ်ပရိသတ်တွေကိုအရန်ကောင်းတဲ့စာအုပ်တို့ကိုဖတ်စေခြင်းတို့လို့အခမဲ့လက်ဆောင်စာအုပ်အနေနဲ့မျှဝေပေးခြင်းပါတယ်။ဒီစာအုပ်ကိုမိနစ်30လောက်အချိန်ပေးပြီးနားထောင်လိုက်ရုံနဲ့ကိုယ့်ရဲ့စိတ်ကိုအားစေတလုံးထိုးလိုက်တယ်လို့မျိုးတခါတည်းအားရှိသွားစေမှာဖြစ်တာကြောင့်ဒီစာအုပ်ကိုအစအဆုံးသိချာနားထောင်ကြမယ်။ဒီတော့စာအုပ်လေးကိုဆက်လိုက်ကြရအောင်လားရှင်။အားလုံးပဲမင်္ဂလာပါ။ရွှေနှုတ်မှကြိုဆိုပါရစေ။ဒီကနေ့မှလေ့လာရမယ့်စာအုပ်လေးကတော့စာရေးသူအော့ကမန်ဒီရိုရေးသားထားတဲ့ The Greatest Salesman in the World ဆိုတဲ့ဆောင်းလေးရဲ့နှစ်ချက်ကိုတင်ဆက်ပေးတော့မှာဖြစ်ပါတယ်။ဒီဆောင်းရဲ့နာမည်ကိုကြည့်လိုက်ရင်တော့ရောင်းချမှုပိုင်း Sales နဲ့ပတ်သက်တဲ့ဆောင်းတုံးလို့ထင်စရာရှိပါတယ်။ဒါပေမဲ့ The Greatest Salesman in the World ဆောင်းဟာအယောင်ပိုင်းအောင်မြင်ရေးတစ်ခုတည်းကိုဖော်ပြထားတဲ့ဆောင်းတုံးမဟုတ်ပါဘူး။ဒီဆောင်းကဘဝအောင်မြင်မှုအတွက်အခြေခံကြတဲ့လျှို့ဝှက်ချက်တွေကိုရေးသားဖော်ပြထားတဲ့ဆောင်းတုံးဖြစ်ပါတယ်။ ဒီဆောင်မှာ half fit လို့ခေါ်တဲ့အရှိအလဲပိုင်းဒေတာကဈေးတယ်လေးတယောက်နဲ့ဇက်ရင်တီးပြီးဘဝအောင်မြင်ရဲ့စီးမြင်ဥရေတာဆယ်ခုကို ရေးသားဖော်ပြထားတာတွေ့ရပါတယ်။ half fit ဟာစာဝတ်နေရေးအတွက်ရုန်းကန်နေရတဲ့လူငယ်လေးတယောက်ဖြစ်ပြီးသူ့အလို့ရှင်ဖြစ်တဲ့ကုံတယ်ကြီးလိုကျယ်ဝချမ်းသာခြင်းစိတ်ပြင်းပြနေသူဖြစ်ပါတယ်။သူဟာအလို့ရှင်ထံမှာကလောက်ထိန်းကျောင်းရတဲ့ဘဝကိုစိတ်ပြက်လာတာကြောင့်သူကိုယ်တိုင်နေလဲပြီးကုန်ပစ္စည်းတွေရောင်းချခွင့်ပေးဖို့ခွင့်တောင်းခဲ့ပါတယ်။အလို့ရှင်ကခွင့်ပြုတာကြောင့် ကုန်ပစ္စည်းတွေယူပြီးစ조사ပန်းစာလှည့်လည်ရောင်းချရမယ်လေရောင်းမကောင်းခဲ့ပါဘူးတညမှာတော့သူညအိပ်ပြီးစကန်ချတဲ့ကူထဲမှာလင်မယားနှစ်ယောက်နဲ့မွေးကိစ္စကလေးငယ်တယောက်ရောက်နေခဲ့ပါတယ်ဟာဖစ်ဟာအဝေးပပလေးနဲ့ပတ်ထားတဲ့မွေးကိစ္စကလေးငယ်လေးကိုဂယုနာတတ်သွားတာကြောင့်သူရောင်းဖို့ယူလာတဲ့တန်ဖိုးကြီးပိတ်စတစ်ခုနဲ့ထွေးပွေ့ပေးခဲ့ပါတယ်အဲ့ဒီဖြစ်ရပြီးမှဟာဖစ်ဟာသူ့ရဲ့စိတ်ကောင်းစေနာရှိမှုကြောင့်အဖိုးကိုတယောက်နဲ့တွေ့ဆုံခဲ့ရပြီးတစ်တာတစ်ခုတည်းထည့်ထားတဲ့တရေစာလေး leather scroll ဆဲလေးကိုလက်ခံရရှိခဲ့ပါတယ်။အဲဒီစာလေးတလေးချင်းစီမှာလည်းနံပါတ်1ကနေ10အထိရေးထားတာတွေ့ရပါတယ်။အဲဒီစာလေးဆဲလေးဟာဘဝအောင်မြင်မှုရဖို့အတွက်စီမင်းဥပဒေ10ခုပါပဲ။ဒီနေရာမှာပြောတဲ့ဘဝအောင်မြင်မှုဆိုတာကရုပ်ဝတ္ထုပစ္စည်းတွေကိုသာဆိုလိုတာမဟုတ်ဘဲနဲ့ချစ်ချင်းမေတ္တာဘဝရဲ့ရွယ်ချက်နဲ့ပျော်ရွှင်မှုတွေကိုပါဆိုလိုပါတယ်။အဖို့အိုကနံပါတ်1စာလေးမှာပါတဲ့လမ်းညွှန်ချက်ကိုကျွမ်းကျင်နားလည်ပြီးမှသာနောက်စာလေးတွေကိုအစဉ်လိုက်ဖွင့်ဖို့ ဒီလမ်းညွန်ချက်တွေကြောင့်ကြွယ်ဝချမ်းသာလာတဲ့အခါမှာမိမိပိုင်ဆိုင်မှုရဲ့ထက်ဝက်ကိုစည်ရဲသားတွေထံပေးလူဖို့ဒီစာလေးကိုလက်ဆင့်ကမ်းဖို့ထိုက်တန်တဲ့လူမတွေ့မချင်းလျှော့ဝှက်ထားဖို့ဆိုတဲ့ဂရီစကားတွေကိုလည်း Harfit ထံမှာတောင်းခံခဲ့ပါတယ်။ဒီစာလေးဆဲလေးထဲမှာဘလို့လျှော့ဝှက်ချက်တွေရှိနေတယ်လဲ။ဒီစာလေးထဲကလျှော့ဝှက်ချက်တွေကစီးပွားရေးအချစ်ရေးနဲ့ပျော်ရွှင်မှုတွေကိုဘလို့အထောက်အကူပေးနိုင်တယ်လဲဆိုတဲ့မိကွန်းတွေကိုဒီစာအုပ်မှာအဖြေရှာနိုင်မှာဖြစ်ပါတယ်။ ဒီစာအုပ်ရဲ့စာရေးသူအော့ကမန်ဒီတို့ဟာရောင်းအားကောင်းဆုံးစီးရင်ဝင်စာရေးဆရာတူဖြစ်တယ်လို့စိတ်အားတက်ကြွရေးဆရာဟောပြောသူတူလည်းဖြစ်ပြီးသူ့ရဲ့နှုံဆော်စကားတွေကကဘာကြီးအပေါ်ကာလရှည်ကြရိုက်ခတ်မှုတွေရှိခဲ့ပါတယ်။သူဟာဘဝကိုခက်ခက်ခဲခဲရုန်းကန်ခဲ့ရပြီးကိုကိုကိုအဆုံးစီရင်ဖို့အထိစဉ်းစားခဲ့ဦးဝိမဲ့နာမည်ကျော်ဟောပြောသူနပိုလီယံဟေးနဲ့တွေ့ဆုံပြီးချိန်မှာသူ့ဘဝပြောင်းလဲသွားခဲ့ပြီးသူခေတ်သူအခါမှာအအောင်မြင်ဆုံးဟောပြောသူတစ်ယောက်ဖြစ်လာခဲ့ပါတယ်။ The greatest salesman in the world အပါအဝင် မန်ဒီနိုရေးသားခဲ့တဲ့စာအုပ်၁၄အုပ်ဟာဘာသာစကား၁၈မျိုးနဲ့ဘာသာပြန်ဆိုခံခဲ့ရပြီးကမ္ဘာတစ်လောအုပ်ရေ၂၅တန်းလောက်ထိရောင်းချခဲ့ရပါတယ်။ The Greatest Statesman in the World စာအုပ်ရဲ့အနှစ်ချုပ်မဆူကိုတော့စာလိတ်တလိတ်ချင်းစီအလိုက်အစင်တိုင်းဖော်ပြသွားမှာဖြစ်ပါတယ်။အခန်း၁စာလိတ်နံပါတ်၁စီမင်းဥပဒေ၁ငါဟာအလေးအကျင့်ကောင်းတွေကိုပြုစုပြောင်းထောင်ပြီးအလေးအကျင့်ကောင်းတွေရဲ့ကြီးကျယ်အဖြစ်နေထိုင်မယ်။ ဟာဖစ်လက်ခံရရှိခဲ့တဲ့တက်တာတွေကပထမဆုံးစာလိမ်မှာပါဝင်တာက habits လို့ခေါ်တဲ့အလေးအကျင့်တွေနဲ့ပတ်သက်တဲ့စီးမြင်ဥပဒေသားဖြစ်ပါတယ်။ဒီစီးမြင်ဟာနောက်ထပ်စီးမြင်၉ခုကိုလိုက်နာကျင့်သုံးစေနိုင်မယ့်အခြေခံအကျဆုံးစီးမြင်တစ်ခုလည်းဖြစ်ပါတယ်။လောကမှာအောင်မြင်သူတွေနဲ့ကြာရှုံးသူတွေကြားကတခုတည်းသောကွာခြားချက်ကသူတို့ရဲ့မတူညီတဲ့အလေးအကျင့်တွေပါပဲ။အလေးအကျင့်ကောင်းတွေဟာအောင်မြင်မှုရဲ့တော့ချက်ဖြစ်ပြီးမကောင်းတဲ့အလေးအကျင့်ဆိုးတွေကတော့ကြာရှုံးမှုဆိုတဲ့တကားကိုဖွင့်လှစ်ပေးကြပါတယ်။ ဒါကြောင့်လည်းပထမဆုံးစာလိုက်မှာအလေးအကျင့်ကောင်းတွေရဲ့ကြေးကျုံဖြစ်လာအောင်စူးစမ်းဖို့အတွက်စတင်လမ်းညွှန်ထားတာပါ။ဟာဖစ်ကသူ့ကိုယ်သူပြန်စင်းစားကြည့်တဲ့အခါမှာလည်းသူဟာငယ်စဉ်ကတည်းကမကောင်းတဲ့အလေးအကျင့်တွေရဲ့ကြေးကျုံဖြစ်နေကြတာကိုသတိပြုမိခဲ့ပါတယ်။ဒါကြောင့်အခုချိန်အားစပြီးစာလိုက်ထဲကလမ်းညွှန်ချက်အတိုင်းအလေးအကျင့်ကောင်းတွေရဲ့ကြေးကျုံဖြစ်လာအောင်စူးစမ်းမယ်လို့ဆုံးဖြတ်လိုက်ပါတယ်။ အလေးအကျင့်ကောင်းတွေရဲ့ကြေကျွန်ဖြစ်လာဖို့အတွက်လိုရမယ့်အရာကတော့နောက်ထပ်စာလိတ်တွေအားလုံးမှာပါတဲ့လမ်းညွှန်ချက်တွေကိုတိတိကျကျလိုက်နာကျင့်သုံးဖို့ပါပဲ။ဒီစာလိတ်လိတ်ချင်းစီဟာမိမိမှာရှိတဲ့မကောင်းတဲ့အလေးအကျင့်တစ်ခုချင်းစီကိုဖယ်ရှားပေးနိုင်စွမ်းရှိပါတယ်။ဒါကြောင့် Halfit ကသူ့ရဲ့ပထမဆုံးအလေးအကျင့်ကောင်းတစ်ခုကိုတိစောက်တဲ့အနေနဲ့ဒီစာလိတ်လိတ်ချင်းစီကိုရက်ပေါင်း30စီဖတ်ပြီးစာလိတ်ထဲကလမ်းညွှန်ချက်တွေအတိုင်းအတိအကျလိုက်နာဖို့ဆုံးဖြတ်လိုက်ပါတယ်။ သူဟာသက်ဆိုင်ရာစားလိုက်ထဲကစကလုံးတွေကို မနဲ့အိယာထားရင်တကြိမ်နေ့လယ်စာစားပြီးရင်တကြိမ်စိတ်ထဲကနေလေးလေးစားစားနဲ့အတန်တိတ်ရေရွတ်ပါတယ်။ညာအိယာမဝင်ခင်မှာတော့ဗဇက်ကနေအတန်ထွက်ပြီးရွတ်ဖက်ပါတယ်။သူဟာဒီအလေးအကျင့်ကိုမပြတ်မကွက်ပြုလုပ်မှဖြစ်ပြီးစားလိုက်တလိတ်ချင်းရဲ့လမ်းညွန်ချက်တွေကသူ့ရဲ့အလေးအကျင့်တစ်ဖွဲဖြစ်လာအောင်စူးစမ်းသွားမှာပါ။ဒီလိုလှုပ်ခြင်းအပြင်အချိန်ကြာလာတဲ့အမျှသူဟာဒီအလေးအကျင့်ကောင်းတွေရဲ့အကျဉ်းတစ်ယောက်ဖြစ်လာနိုင်ပါလိမ့်မယ်။ ဟာဖီရဲ့ဘဝအတိတ်ကတော့ပထမစာလိမ့်နဲ့တူစတင်ခဲ့ပြီဖြစ်ပါတယ်။သူဟာသူ့ဘဝရဲ့အရေးကွန်ဟောင်းနဲ့တူတဲ့အလေးအကျင့်စိုးတွေကိုခွာချပြီးနောက်ထပ်စာလိမ့်တွေကအလေးအကျင့်ကောင်းတွေရဲ့ကြီးကျုံဖြစ်ခံယူဖို့လဲအသင့်ဖြစ်နေခဲ့ပါပြီ။အခန်းနဲ့စာလိမ့်နံပါတ်1 3စီမင်းဥပဒေသား2ငါဟာနေ့တစ်တိုင်းကိုနှလုံးသားထဲကလာတဲ့ချက်ချင်းတရားတွေနဲ့ရင်ဆိုင်ဖြတ်ကြောမယ်။ဒုတိယစာလိမ့်ထဲမှာဖော်ပြထားတဲ့စီမင်းကတော့ နေ့ရက်တိုင်းကိုအပြုသဘောဆောင်တဲ့အကောင်းမြင်စိတ်တွေကျေးဇူးတည်တတ်မှုတွေမေတ္တာတရားတွေနဲ့အတူဖြတ်တန်းရမယ်ဆိုတဲ့စီမင်းပါပဲဒီစီမင်းကိုကြည့်ပြီးဟာဖစ်ကဘဝမှာငါပြောတဲ့စကားကိုမယုံကြည်သူတွေရှိမယ်ငါရဲ့ဝေစားစင်ရင်ပုံနဲ့မျက်နှာအမူအရာကိုသဘောမကျသူတွေရှိမယ်ဒါပေမဲ့ငါချစ်ချင်းမေတ္တာကတော့သူတို့အားလုံးအပေါ်ဖြတ်ကျက်ထားနိုင်စွမ်းရှိစေရမယ်နေ့တစ်တိုင်းကိုချစ်ချင်းမေတ္တာနဲ့ကြောဖြတ်မယ်လို့တန်ဋိဌာန်ချလိုက်ပါတယ်နေ့တစ်ခုကို အမုန်းတရားတွေအလိုမကျမှုတွေနဲ့စတင်မဲ့အစား ရင်ထဲရလာတဲ့ချက်ချင်းမြတာတွေနဲ့သာကြိုဆိုပွေဖက်ပါ နေမင်းကြီးရဲ့အနှွေးတက်ကို ချစ်မြတ်တော့ပါမိုးဆက်လေးတွေကြောင့်တန်ရှင်းစင်ကြဲသွားမှုတွေကိုချစ်မြတ်တော့ပါကြယ်လေးတွေရဲ့လင်းလက်တောက်ပမှုကိုချစ်မြတ်တော့ပါနှလုံးသားကိုကြီးမားကြဲ့ပြန့်လာစေတဲ့ပျော်ရွှင်မှုတွေကိုကြိုဆိုလက်ခံတယ်လို့စိတ်နှလုံးကိုရင်ကျက်စေနိုင်တဲ့ဝမ်းနည်းပူဆွေးမှုတွေနဲ့လောကရန်အခက်ခဲတွေအတွက်လည်းတကားဖွင့်ထားပါစကားပြောတဲ့အခါမှာလည်းရန်သူတွေကိုအတိမတ်ပြုချီးမွမ်းရင်းမိတ်ဆွေဖြစ်အောင်လုပ်ပါ မိတ်ဆွေတွေကိုအားပေးစကားပြောရင်ညီရင်းအကိုတွေလိုဖြစ်လာအောင်လုပ်ပါအတင်းဖြင်းတွေကိုရှောင်ပြီးလူတစ်ဖက်သားကိုချီးကျူးအားပေးရဲ့စကားတွေကိုသာပြောဆိုပါတစ်ဖက်သားကိုအပြစ်တင်ရင်စိတ်ဖြစ်လာချိန်မှာကိုရှာကိုကိုက်ပြီးမပြောမိအောင်ထိမ့်ပါတစ်ဖက်သားရဲ့ကောင်းကြောင်းဆိုရင်တော့ခေါင်းမိုးပေါ်တက်ပြီးအားလုံးကြောက်အောင်អော်ပြောလိုက်ပါ မျောလင်းချက်တွေထမ်းပို့ထားတဲ့လူငယ်တွေကိုချစ်မြတ်တော့ပါအသိပညာတွေမျှဝေပေးကြတဲ့တက်ကြီးရွယ်ဦးတွေကိုလည်းချစ်မြတ်လို့ပါတွေးဆောင်ရသည်မလူတိုင်းကိုချစ်တဲ့မျက်လုံးပြုံးတဲ့မျက်နှာ ချိုသားတဲ့စကားလုံးတွေနဲ့ပြောဆိုဆက်ဆက်မှာလူသားတိုင်းကိုချစ်ချင်းမြတ်တာတွေမျှဝေပါကိုယ့်ရဲ့သွေးကြောထဲမှာအမုန်းတရားတွေအတွက်နေရာမရှိပဲချစ်ချင်းမြတ်တာတွေနဲ့သာစီစဉ်လဲပတ်နေအောင်ကြိုးစားပါနေ့တစ်တိုင်းကိုချစ်ချင်းမြတ်တာတွေနဲ့သာဖြတ်တန်းပါဟာဖစ်ဟာနမတ်နစ်စာလေးရဲ့လမ်းညွှန်ချက်ကိုသူ့ရဲ့အလေးအကျင့်တစ်ဖွဲဖြစ်လာအောင်အထက်ပါအတိုင်းကြိုးစားအားထုတ်ပြီးနမတ်၃စာလေးကိုဖွင့်ဖတ်ခဲ့ပါတယ်စီမင်းဥပဒေသား၃အောင်မြင်မှုမရသေးသေးတဲ့ကြက်ကြက်ခံပြီးဇွဲရှိရှိကြိုးစားမယ် နံပါတ်3စာလိုက်ကတော့ဇွဲလုံးလဝရိယနဲ့ပတ်သက်ပါတယ်။ဘဝရဲ့အောင်မြင်မှုနဲ့ဆုလက်အများစုကိုအစာပိုင်းကလေးကစောစောစီစီရရှိနေတာမဟုတ်ပဲလိုအပ်တဲ့ခြေလမ်းပေါင်းများစွာလှမ်းလျှောက်ပြီးမှသာရယူပိုင်ဆိုင်နိုင်တာပါ။တခါတလေမှာခြေလမ်းတစ်ထောင်လောက်ရှောင်းလန်းပြီးတဲ့အထိမအောင်မြင်ပေမဲ့နောက်ထပ်ခြေလမ်းအနည်းငယ်မှာအောင်မြင်မှုကဆောင်းဆိုင်နေရမျိုးဖြစ်တတ်ပါတယ်။ဘယ်တကွေ့မှာအောင်မြင်မှုကဆောင်းဆိုင်နေမယ်ဆိုတာခက်မှန်းလို့မရပါဘူး။ဒါကြောင့်အောင်မြင်ခြင်းသူတယောက်ဟာလမ်းတစ်ဝက်ကနေနောက်ပြန်မလဲပဲ အောင်မြင်မှုမရသေးသေးကြက်ကြက်ခံပြီးဆက်လျှောက်ဖို့လိုအပ်ပါတယ်။သေးငယ်တဲ့ဓာတ်ခုတ်ရလေးတွေကကြီးမားတဲ့သစ်ပင်ကြီးကိုပြိုလဲစေနိုင်ပါတယ်။သေးငယ်တဲ့မိုးရေဇက်လေးတွေကတောင်ကြီးတစ်ခုလုံးကိုတိုက်စားပစ်လိုက်နိုင်ပါတယ်။ကြီးမားတဲ့ပိရမစ်ကြီးတွေကိုလည်းသေးငယ်တဲ့အုတ်ခဲလေးတွေနဲ့စုပေါင်းပြီးတည်ဆောက်နိုင်ပါတယ်။ကြိုးစားအားထုတ်မှုကိုထက်ခါထက်ခါပြုလုပ်သွားမယ်ဆိုရင်မပြင်းမြောက်နိုင်တဲ့အရာရဲလို့မရှိပါဘူး။ဒါကြောင့်အောင်မြင်မှုမရသေးသေးကြက်ကြက်ခံပြီးဆက်ကြိုးစားပါ။ရှုံးနေမှုလက်လျှော့အရှုံးပေးမှု မဖြစ်နိုင်မှုမလုံနိုင်မှုမျောလင့်ချက်ကင်းမဲ့မှုဆိုတဲ့စကားလုံးတွေကိုကိုယ့်ရဲ့အ비ဒဏ်တွေကနေထုတ်ထားလိုက်ပါနေ့ရက်တိုင်းမှာစဉ်ဆက်မပြတ်စူးစမ်းရင်တစ်ချိန်မှာအောင်မြင်မှုရလိမ့်မယ်လို့ယုံကြည်ပါအောင်မြင်မှုတစ်ချိန်ရဖို့အတွက်ရှုံးနိမ့်မှုအကျိန်ပေါင်းများစွာကြုံရမယ်ဆိုတာကိုလည်းခေါင်းထဲထည့်ထားပါလုပ်ငန်းခွင်တွေကအခက်အခဲတွေကိုရင်ဆိုင်ကြောက်ဖြတ်ရင်မအောင်မြင်မချင်းထက်ခါထက်ခါစူးစမ်းပါဘဝမှာလုံလောက်တဲ့အတိုင်းအတာထိကြံ့ကြံ့ခံနိုင်သူတွေဟာအနိုင်ရရှိစမြဲပါပဲစီးမြင်ဥပဒေသားလေး ငါဟာတဘာဝတရားရဲ့အံဩဝယ်ရာအကောင်းဆုံးအရာဖြစ်တယ်။ဟာဖစ်ဖွင့်ဖက်လိုက်တဲ့နံပါတ်လေးစာလိုက်ထဲမှာတော့မိမိအပါဝဲလူတဦးချင်းစီမှာတခြားလူတွေနဲ့မတူတဲ့ထူးခြားချက်တွေကိုစီရှိကြောင်းရေးသားဖော်ပြထားတာကိုတွေ့ရပါတယ်။လောကမှာရှိတဲ့လူသားတိုင်းဟာကိုစီကိုစီထူးခြားချက်ရှိသူတွေပါ။ကိုဟာလူသားမျိုးနွယ်ထဲမှာတဦးပါဝင်ဆိုရင်မဲ့တခြားလူတွေနဲ့မတူတဲ့တက်ရှိတယောက်ဖြစ်ပါတယ်။ဥမာဖြင့်ကိုရဲ့လက်ရေးလက်သားကိုရဲ့အနုပညာကိုရဲ့တာသမီနဲ့ ကိုယ့်ရဲ့ပင်ကိုယ်စွမ်းရည်တွေကိုဘယ်သူကမှပုံတူကူးလို့မရပါဘူး။ဒါကြောင့်ကိုကိုကိုတဘာဝတရားရဲ့ထူးခြားမှုတစ်ခုလို့အမြဲတမ်းမှတ်ယူထားပါ။တခြားလူတွေကိုအတုခိုးမဲ့အစားကိုယ့်ရဲ့ထူးခြားကွဲပြားမှုကိုလူတွေသိအောင်ချပြပြီးဈေးကွက်တင်နိုင်အောင်သာကြိုးစားပါ။တခြားလူတွေနဲ့တူညီတဲ့အရာတွေကိုဖုံးကွယ်ထားပြီးမတူကွဲပြားမှုတွေကိုသာရှာဖွေဖော်ထုတ်ပါ။ကိုယ်မှရှိတဲ့တခြားလူတွေနဲ့မတူကွဲပြားမှုတွေအတွက်လည်းဂုဏ်ယူဝမ်းမြောက်ပါ။ကိုဟာနှစ်တန်းပေါင်းများစွာဆင်ကဲပြောင်းလဲမှုရဲ့ရလဒ်တစ်ခုဖြစ်တာကြောင့် မိမိကိုယ်ကို ရှာပါပြီးတန်ဖိုးရှိတဲ့အရာတစ်ခုဖြစ်တယ်လို့ခံယူထားပါကိုယ့်ဘဝမှာအကန့်အသတ်မရှိတဲ့အလားအလာနဲ့အခွင့်အလမ်းတွေရှိနေတယ်လို့သဘောပေါက်ပါကိုယ့်ရဲ့အုံနောက်နဲ့ကိုယ့်ရဲ့ကြက်သားတွေကိုပမာဏနည်းနည်းလောက်သာအသုံးပြုရသေးတာကြောင့်နောက်ထပ်အစတရာလောက်ထိတိုးတက်အောင်မြင်နိုင်ခြင်းရှိရဲ့လို့ယုံကြည်ထားပါမနေ့ကရရှိခဲ့တဲ့အောင်မြင်မှုကိုတာယာမိန်မောမနေပဲလက်ရှိအခြေအနေထက်အများကြီးအောင်မြင်နိုင်သေးတယ်လို့သဘောပေါက်ပါ ကိုဟာကဘာကြီးပေါ်ကိုကန်ကောင်းထောက်မှပြီးရောက်လာတာမဟုတ်ပဲအတိတ်ပဲပြေးသွားတဲ့ရွယ်ချက်တစ်ခုကြောင့်သာရောက်ရှိလာတာပါကိုရဲ့အသက်မွေးဝမ်းကြောင်းအလုံးနဲ့ကိုကျွမ်းကျင်မှုတွေကိုစင်စက်မပြတ်တိုးတက်အောင်ကြိုးစားရင်ထူးခြားတဲ့လူသားတယောက်ဖြစ်ရှင်တန်နေထိုင်မှာကိုရဲ့ခွန်အားတွေကိုလက်ရှိကြုံတွေ့နေရတဲ့စိန်ခေါ်မှုတွေအတွက်သာအပြည့်ဝအသုံးချပါအိမ်မှာဖြစ်တဲ့ပြဿနာတွေကိုအိမ်မှာပဲခြံခဲ့ပါဈေးရောက်နေချိန်အလုံးလုံးနေချိန်တွေမှာတော့မိသားစုပြဿနာတွေကို မေ့ထားလိုက်ပါ အိမ်ကပြဿနာတွေကို အလုတ်သေးတယ်မလားသိတယ်လို့အလုတ်သေးကပြဿနာတွေကိုလည်းအိမ်ကိုတယ်မသွားပါနဲ့ကိုဟာတဘာဝတရားရဲ့ထူးခြားအံ့ဖွယ်ကောင်းတဲ့အရာတစ်ခုဖြစ်တာကြောင့်ကြီးကျယ်ခမ်းနားသူတယောက်ကျင်းတယ်ဖြစ်လာလိမ့်မယ်လို့ခံယူထားပါရှင်နှုတ်ပရိသတ်များရှင်နောက်ထပ် chapter တစ်ခုမသွားခင်မှာကျမချရတဲ့ပရိသတ်တွေအနေနဲ့ရွှေနှုတ်ရဲ့အခုလိုအရန်ကောင်းတဲ့စာအုပ်အများကြီးကိုတနေရာထဲမှာဆက်စုံလင်းဖတ်ရှုနားထောင်ကြပါရစေဆိုရင် ရွှေနှုတ် subscription ဝယ်ဖို့ရာအတွက်ဒီ subscribe မှာမြင်နေရတဲ့ဖုန်းနံပါတ်ကနေဝယ်လို့ရတယ်လို့ရွှေနှုတ် Facebook page ကနေလည်းတွားရောက်ဝယ်ယူလို့ရတယ်ဆိုတဲ့အကြောင်းလေးကိုစာဖတ်ပြီးတော့ဘဝမြင့်ကျင်သူရွှေနှုတ်ပရိသတ်များအတွက်တင်ကောင်းပါလိုက်ချင်ပါတယ်ရှင်။ကဲနောက်တစ်ခန်းကိုဆက်လက်ပြီးတော့နားထောင်လိုက်ကြမယ်နော်။အခန်း3စာလိတ်နံပါတ်969စီမင်းဥပဒေ9ငါဟာဒီနေ့ကိုငါအသက်ရှင်ရတဲ့နောက်ဆုံးနေ့ရက်ဖြစ်သဘောထားမယ်။ နံပါတ်5စာလေးထဲမှာပါတဲ့စီမင်းဥပဒေသားကတော့လက်ရှိအချိန်ကိုတန်ဖိုးရှိရှိအသုံးချဖို့ဆိုတဲ့စီမင်းဖြစ်ပါတယ်။တဲနိုင်တဲ့ကတဲမုံလေးတွေဟာအပေါ်ကိုပြန်မတက်နိုင်သလိုနေမင်းကြီးကလည်းအနောက်ဘက်ကနေပြန်ထွက်မလာနိုင်ပါဘူး။အလားတူပဲလူသားတွေဟာမနေ့ကဖြစ်ခဲ့တဲ့အမားတွေကိုအတိတ်မှာခြံရိပ်ခဲ့ပြီးဒီနေ့ကိုကိုယ့်ရဲ့နောက်ဆုံးနေ့ရလို့သဘောထားပြီးရှင်သန်နေထိုင်သွားတင်ပါတယ်။အနာဂတ်နဲ့ပတ်သက်ရင်လည်းအလားတူပါပဲ။မရောက်သေးတဲ့မနက်ဖြန်ကိုစိုးရိမ်ပူပန်နေခြင်းဟာ တဲနိုင်တွေကတဲမုံလေးတွေအထက်ကိုပြန်တက်လာနိုင်မလားဆိုပြီးတွေးနေရတဲ့တူပါတယ်။မနှက်ဖြံမှာတေးရမယ်ဆိုရင်တော့အဲ့ဒီတေးချင်းတရားကဒီကနေ့ပျော်ရွှင်မှုကိုမဖျက်ဆီးပါစေနဲ့။အတိတ်ကပြဿနာတွေကိုအတိတ်မှာပဲမြှုပ်နှံထားခဲ့လိုက်ပါ။ဖြစ်မလာသေးတဲ့အနာဂတ်ပြဿနာတွေရဲ့နှိမ့်ဆက်ခြင်းမခံရအောင်လည်းဂရုစိုက်ပါ။ကိုကိုကိုဒီနေ့တနေ့တာပဲအသက်ရှင်ရတော့မယ်လို့တွေးပြီးပြစ်ဆုံးပံနေ့ရက်တိုင်းကိုတန်ဖိုးထားပါ။အသက်ရှင်ခွင့်ရတဲ့နေ့တိုင်းဟာတန်ဖိုးမဖြစ်နိုင်တဲ့လက်ဆောင်တွေဖြစ်ပါတယ်။ ဘဝဆိုတာအချိန်တွေနဲ့တိဆောက်ထားတာကြောင့်လက်ရှိအချိန်ကိုဖြုံးတိလိုက်ခြင်းဟာတဘဝလုံးကိုဖျက်ဆီးရာရောက်ပါတယ်။ဒါကြောင့်အချိန်ဆွဲတဲ့အကျင့်ကိုလုံးဝလက်မခံပါနဲ့။ဒီနေ့လုပ်ရမယ့်အလုပ်ကိုဒီနေ့ချက်ချင်းပြအောင်လုပ်ပါ။မနေ့ဖြန်အသက်ရှင်မယ်ဆိုတာမသေးကြတာကြောင့်ကိုယ့်ရဲ့သားသမီးတွေကိုဒီနေ့ပဲယူရကျင်တာထွေးပွေလိုက်ပါ။ဒီနေ့ပဲကိုယ့်ချစ်သူကိုချုံမြိန်တဲ့အနမ်းလေးတွေပေးလိုက်ပါ။မိတ်ဆွေတငယ်ချင်းတွေကိုဒီနေ့ပဲကူညီပေးလိုက်ပါ။တကယ်လို့ဒီနေ့သာကိုယ့်ရဲ့နောက်ဆုံးနေ့ဖြစ်ခဲ့မယ်ဆိုရင် ကိုလှုပ်လိုက်တဲ့အကောင်းဆုံးအလုပ်တွေကမေးမရနိုင်တဲ့အထိတ်မှတ်တွေဖြစ်ကြံရစ်ခဲ့ပါလိမ့်မယ်။တကယ်လို့ဒီနေ့ကကိုယ့်ရဲ့နောက်ဆုံးနေ့မဟုတ်ခဲ့ဘူးဆိုရင်လည်းနောက်တည့်ရဲ့အသက်ရှင်ခွင့်အတွက်ဒူးထောက်ပြီးကျေးဇူးတင်စကားပြောရမှာပါပဲ။စီမင်းဥပဒေသ6ငါဟာငါရဲ့ခံစားချက်တွေရဲ့အရှင်သခင်ဖြစ်ရမယ်။6ခုမြောက်စာလိုက်မှာပါဝင်တာကတော့မိမိရဲ့ခံစားချက်ကိုထိန်းချုပ်ဖို့နဲ့ပတ်သက်တဲ့လမ်းညွှန်ချက်ဖြစ်ပါတယ်။ပင်လယ်ပြင်ထဲကလှိုင်းလုံးကြီးတွေအတက်အကျရှိသလိုဥဒုရာသီတွေကလည်း အမြဲလိုလိုပြောင်းလဲနေကြပြီဝေဝေဆဆဖူးပွင့်နေတဲ့ပန်းလေးတွေဟာလည်းတစ်ချိန်မှာမြေခကျွေကြရရပါတယ်။ဒါဟာမတိမြဲတဲ့သဘာဝတရားရဲ့သဘောလက္ခဏာတွေပါ။အလားတူပဲသဘာဝတရားတွေကလူသားတွေရဲ့စိတ်ခံစားချက်ဟာလည်းအတက်အကျတွေဖြစ်ပေါ်လေရှိပါတယ်။မနေ့ကပျော်ရွှင်မှုတွေဟာဒီနေ့ဝမ်းနည်းမှုတွေဖြစ်ပြောင်းလဲသွားနိုင်တယ်လို့ဒီနေ့ဝမ်းနည်းမှုတွေဟာလည်းမနေ့ဖြန်မှပျော်ရွှင်မှုတွေဖြစ်ပြောင်းလဲသွားနိုင်ပါတယ်။ဘလို့ပဲဖြစ်ဖြစ်အရေးကြီးတာကကိုယ့်ရဲ့တနေ့တာခံစားချက်တွေကိုထိ ंछ ုပ်ကင်တွေနိုင်စွမ်းရှိဖို့ပါပဲ။ ပြောင်းရတဲ့လူတွေကခန်းစားချက်တွေရဲ့ထိန်းချုပ်မှုကိုခံရပြီးတန်မာတဲ့လူတွေကတော့သူတို့ရဲ့ခန်းစားချက်တွေကိုထိန်းချုပ်နိုင်စွမ်းရှိကြပါတယ်။ဒါကြောင့်စိတ်တကြနေချိန်မှာတချင်းဆူလိုက်ပါ။ဝမ်းနေချိန်မှာရေမောလိုက်ပါ။ဖြားနာနေချိန်မှာအလုပ်ကိုနှစ်ဆတိုးလုပ်ပါ။ကြောက်ရွံ့နေချိန်မှာရှေ့ဆက်တိုးပါ။တိမ်ငယ်နေချိန်မှာကိုယ့်ရဲ့အတန်ကိုမြင့်ပြီးပြောပါ။ဆင်းရဲနေချိန်မှာမကြခင်ရောက်လာတော့မဲ့ချမ်းသာခြင်းအကြောင်းတွေးပါ။ကိုကိုကိုအေးမပါဘူးလို့ခန်းစားရချိန်မှာကို့ဘဝရည်မှန်းချက်တွေကိုပြန်လည်တရိပ်ရလိုက်ပါ။ ဒါဟာအကြမ်းဖက်ရောက်နေတဲ့စိတ်ခံစားချက်တွေကိုအစုံမရောက်အောင် ပြန်လည်ထိန်းချုပ်လိုက်ခြင်းပဲဖြစ်ပါတယ်။စိတ်ခံစားချက်တွေကအတက်ဘက်ကိုရောက်နေရဆိုရင်လည်းအစုံမရောက်အောင်ပြန်ထိန်းပေးရမှာပါပဲ။ဥပမာဖြင့်အောင်မြင်မှုတွေအပေါ်စိတ်ကြီးဝင်မိနေရင်ကြာရှုံးခဲ့တဲ့အခိုက်အတန့်တွေကိုပြန်တရီရပါ။ကိုကိုကိုဆွားသိပ်ကြီးတယ်ဆိုပြီးဘဝင်မြင့်နေမိရင် လေကိုတားနိုင်အောင်ကြိုးစားကြည့်ပါ။ဘဝကိုပေါ်ပေါ်ဆဆဖြတ်တန်းမိနေရလို့ခံစားရရင်ပြိုင်ဘက်တွေကိုတရီရပါ။ ပစ္စည်းဥစ္စာတွေအရန်ပြည့်စုံလာရင်တစ်ချိန်ရထမင်းငတ်ခဲ့ဘူးတာကို ပြန်သတိရလိုက်ပါနံပါတ်6စားလိုက်ထဲကလမ်းညွှန်ချက်အတိုင်းတနေ့တာရဲ့ခန်းစားချက်အတက်ကျတွေကိုအစွန်းမရအောင်ထိန်းချုပ်နိုင်စွမ်းရှိမယ်ဆိုရင်ကိုယ့်ရဲ့စိတ်အခြေအနေနဲ့ကိုယ့်ရဲ့ကံကြမ္မာကိုထိန်းချုပ်နိုင်စွမ်းပုံမကောင်းမွန်လာမှာအသေးချာပါပဲစီမင်းဥပဒေသ9ငါဟာကဘာကြီးကိုပျော်ရွှင်ရီမောစရာအဖြစ်ရှုမြင်မယ်ခုနှစ်ခုမြောက်စားလိုက်ထဲမှာပါဝင်တဲ့လမ်းညွှန်ချက်ကတော့ရေမောမှုတွေများများလောက်ဖို့ပါပဲတဘာဝတရားဟာလူသားတွေကို ပြုံးရည်နိုင်စွမ်းရှိအောင်လုပ်ပေးထားပါတယ်။ပြုံးရည်လိုက်တဲ့အခါအစာခြေဖြတ်နိုင်စွာပိုကောင်းသလိုစိတ်ဖိစီးမှုတွေလည်းရောပါတတသွားပြီးအသက်ပိုရှည်စေပါတယ်။တကယ်လို့ဘဝမှာဟန်ချက်မညီမှုတွေကြောင့်မပြုံးနိုင်မပြောနိုင်ဖြစ်နေရဆိုရင် this to shall pass ဒါလည်းပြီးသွားမှာပါဆိုတဲ့စကားလေးလုံးကိုသတိရလိုက်ပါ။လောကမှာဘယ်ရာမှထာဝရမတည်မြဲပါဘူး။ဒါကြောင့်ခေါင်းကိုက်ဆရာပြဿနာတွေနဲ့ကြုံလာရင် this to shall pass လို့တွေးလိုက်ပါ။ အောင်မြင်မှုတွေပစ္စည်းဥစ္စာတွေအတိအမှတ်ပြုမှုတွေရလာတဲ့အခါမှာလဲ this to share pass လို့ကိုကိုကိုသတိပေးပါကိုယ့်ရဲ့တဏိတာကိုဝမ်းနည်းစရာတွေနဲ့စိတ်ရှုပ်ခံမဲ့အစားပျော်ရွှင်ရယ်မောမှုတွေနဲ့သာချေမုန်းပါဒီနေ့ခံစားရမယ့်ပျော်ရွှင်မှုကို မနှက်ဖြန်အတွက်တိတ်မထားပါနဲ့အောင်မြင်နေချိန်မှာရည်မောနိုင်ရမှာဖြစ်တယ်လို့အရှုံးတွေကိုကြည့်ပြီးတော့လဲရယ်မောနိုင်ရပါမယ်ကိုယ့်ရဲ့ပြုံးပျော်ရယ်မောမှုတွေတစ်ဖက်သားကိုကူးဆက်သွားခြင်းဟာတဏိတာရဲ့အောင်မြင်မှုတစ်ခုပါပဲ ကိုကဇေယောင်းတဲ့လူတယောက်ဆိုရင်လဲဝမ်းနည်းမှုတွေနောင်တရမှုတွေစိတ်ရှုပ်ထွေးမှုတွေနဲ့မျက်ရည်တွေဟာကို့အတွက်တန်ဖိုးရှိတဲ့အရာတွေမဟုတ်ကြပါဘူးဈေးတဲ့တယောက်ရဲ့ပျော်ရွှင်မှုတွေအပြုံးတွေကျင်လာတဲ့စကားလုံးတွေကသာအယောင်းဝယ်ပိုကောင်းလာစေပြီးရွှေငွေနဲ့လဲလှယ်လို့ရတဲ့အရာတွေဖြစ်လာနိုင်တာပါဘဝမှာရေမောနိုင်နေသေးသေး၍မစင်းရဲသေးပါဘူးရေမောခြင်းနဲ့ပျော်ရွှင်ခြင်းတွေရှိမှသာစိတ်မှန်တဲ့အောင်မြင်မှုကိုရရှိနိုင်တာပါဒါကြောင့်ပျော်ရွှင်မှာရေမောပါပျော်ရွှင်ရေမောခြင်းနဲ့အတူ အောင်မြင်တဲ့ဘဝကို အရယူနိုင်အောင်ကြိုးစားပါလို့နံပါတ်9စာလိုက်မှာလမ်းညွှန်ထားတာဖြစ်ပါတယ်။အခန်းလေးစာလိုက်နံပါတ်8 930စီမင်းဥပဒေသား6ငါတံပိုးကို အစတရာပို့တိုးလာအောင်ကြိုးစားမယ်။တဲမုံလေးတွေဟာကျွမ်းကျင်သူရဲ့လက်ထဲရောက်တဲ့အခါနန်းတော်ကြီးတွေဖြစ်လာနိုင်ပါတယ်။တစ်သားတွေဟာကျွမ်းကျင်သူလက်ထဲရောက်တဲ့အခါဖျားเจ้าဆောင်ဖြစ်လာနိုင်ပါတယ်။သိုးမွေးတွေဟာလည်း ကျွမ်းကျင်သူလက်ထဲရောက်တဲ့အခါရှင်ဘရင်တုံးဆောင်တဲ့အဝိထေတွေဖြစ်လာနိုင်ပါတယ်။အသက်မရှိတဲ့သဲမုံတွေ၊တစ်သားတွေ၊သုံးမွေးတွေတောင်မှလူတွေရဲ့အားထုတ်မှုကြောင့်မူလတန်ဖိုးထက်အစရထောင်ချပြီးတန်ဖိုးတက်နိုင်တဲ့ဆိုရင်လူသားတစ်ယောက်ဖြစ်တဲ့ကိုကရောဘာကြောင့်ကိုတန်ဖိုးကိုအစတရာလောက်မမြင့်တင်နိုင်ရမှာလဲ။တကယ်တော့ဘဝဟာဖြစ်နိုင်ခြေ၃မျိုးရှိတဲ့ဂျုံစိတ်လေးတစ်စီလိုပါပဲ။ဒီဂျုံစိတ်ကို၆သွားတဲ့အထိအိတ်ထဲထည့်သိမ်းထားပြီးဝက်စာကျွေးလို့ရမယ်။အမုံကျိတ်ပြီး ေါမုံလို့လို့ရမယ်။ဒါမှမဟုတ်မြေကြီးမှာချဆိုင်ပြီးနောက်ထပ်ဂျုံစိတ်ပေါင်းထောင်ထဲချီဖြစ်လာအောင်လည်းလုပ်လို့ရပါတယ်။အသက်မရှိတဲ့ဂျုံစိတ်လေးကတော့သူ့ဘလို့ဘွားမျိုးရောက်ချင်တဲ့ဆိုတာကိုရွေးချယ်ခွင့်မရှိပါဘူး။ဒါပေမဲ့ကိုကတော့လူသားတစ်ယောက်ဖြစ်တဲ့အတွက်ကို့ဘွားကိုဝက်စာကြွေးခံရတဲ့ဂျုံစိတ်လိုအဖြစ်ခံမလား။ရှုံးနေမှုတွေအခက်အခဲတွေရဲ့ကြိတ်ချေမှုကြောင့်ပေါမုံအဖြစ်နဲ့သူများအစားခံမလား။ဒါမှမဟုတ်ရှင်တန်ဖုံမျိုးအောင်မြေကြီးမှာချဆိုင်မလားဆိုတာကိုစိတ်ကြိုက်ရွေးချယ်ခွင့်ရှိပါတယ်။ တကယ်လို့ရှင်တန်ကြီးထွားမဲ့လမ်းကိုရွေးချယ်လိုက်တဲ့ဆိုရင်တော့ကိုကိုကိုမှောင်မိုက်နေတဲ့မြေကြီးထဲမှာချဆိုင်နိုင်စွာရှိရပါမယ်။ရှုံနေမှုတွေ၊စိတ်ပြတ်မှုတွေ၊မသိနားမလည်မှုတွေ၊မကြွမ်းကျင်မှုတွေအားလုံးဟာကို့ကိုရင့်ကျက်ဖွံ့ဖြိုးစေမဲ့မြေကြီးနဲ့တူပါရဲ့။အဲဒီလိုမှောင်မိုက်တဲ့မြေပြင်မှာချဆိုင်ပြီးရင့်ကျက်အောင်ပြုစုပြောင်းထောင်နိုင်မှသာဂျုံစိမ့်နဲ့တူတဲ့ကို့ဘဝလေးဟာအညွတ်တလူလူနဲ့ဝေဝေဆဆာရှင်တန်ဖွံ့ဖြိုးလာနိုင်မှာပါ။ဒါပေမဲ့အဲဒီလိုမဆိုင်ပြိုးခင်မှာမိုးရဖို့တော့လိုပါသေးတယ်။ကိုယ့်ရဲ့နေစဉ်အပတ်စဉ် လာစဉ်နှစ်စဉ်ရီမန်းချက်တွေဟာမိုးရေတွေနဲ့တူပါတယ်။ဒါကြောင့်ကိုဘွားကိုမတီးဆောက်ခင်မှာရီမန်းချက်ပန်းနိုင်တော့ရှိဖို့လိုအပ်ပါတယ်။ဟာဖစ်ကတော့ရှစ်ခုမြောက်စားလေးရဲ့လမ်းညွှန်ချက်အတိုင်းသူ့ရဲ့အတိတ်ကဆွမ်းဆောင်ရေးထက်အစတရာတောင်းစူးစားဖို့ရီမန်းချက်ထားခဲ့ပါတယ်။ဒီရီမန်းချက်ကအရန်ကြီးမားနေရလို့ထင်ရပေမယ့်စိတ်ပူစရာမရှိပါဘူး။ကိုယ့်ရဲ့လှန်တန်းကိုလကိုချိန်ပစ်ပြီးလင်းယုံကိုထိတာကလင်းယုံကိုချိန်ပစ်ပြီးကြောက်တုံးကိုသွားထိတာထက်တော့တာပါသေးတယ်။ ဒါကြောင့်မနေ့ကလုံနိုင်ခဲ့တာထက်အစာပေါင်းများစွာတောင်းစူးစမ်းမယ်လို့တန်ဋိဌန်ချပါဒီနေ့လုံနိုင်တာထက်အစာပေါင်းများစွာတောင်းမနေ့ဖြန်မှစူးစမ်းပါတခြားလူတွေရဲ့လောက်ရက်ကိုမကြုံနိုင်နေပါစေကိုလောက်ရက်ကို ကြုံနိုင်ဖို့ကိုစံချိန်ကိုချိုးနိုင်ဖို့ကသာအရေးကြီးပါတယ်ကိုတန်ဖိုးကိုထက်ခါထက်ခါတိုးတက်လာအောင်လုပ်နိုင်မယ်ဆိုရင်ကြီးကျယ်ခမ်းနားပြီးပြည့်စုံတဲ့ဘဝတစ်ခုကိုရရှိလာမှာအသေးချပါပဲစီမင်းဥပဒေသားကိုငါလောက်ဆရာရှိတာကိုချက်ချင်းလုပ်မယ်လူတယောက်ရဲ့အိမ်မက်တွေ စီမံကိန်းတွေဘဝရည်မှန်းချက်တွေအားလုံးဟာအရှင်လို့ခေါ်တဲ့လက်တွေလှုပ်ဆောင်ချက်မပါရင်ဘာတန်ဖိုးမှမရှိပါဘူးဥမာအဖြစ်ယန္တနာတိုက်ရှိရာကိုအတိအကျညှွန်းထားတဲ့မြေပုံရှိပေမဲ့ကိုယ့်ဘက်ကသွားမတူဘူးဆိုရင်ဘာမှအကျိုးရှိမှာမဟုတ်တလို့မျိုးပေါ့အောင်မြင်မှုဆိုတာက ကိုယ်ထိုင်ဆောင်နေတဲ့အရာမဟုတ်ပါဘူးကိုကတုံဆိုင်နေမယ်ဆိုရင် အောင်မြင်မှုကတခြားလူစီ ရောက်သွားမှာပါပဲဒါကြောင့်ဘဝမှာ ကိုလုံနိုင်တဲ့အရာကိုရေရေဝဝစတင်လုပ်ကြိုင်လိုက်ပါ ကိုလိုရက်က ပိုဆုံးကျူးလေးတကောင်လောက်ပဲလင်းလက်နိုင်မယ်ဆိုရင်တော့မှပန်းပွင့်တွေကိုအတနာခံပြီးမိခိုအသက်ရှင်နေရတဲ့လိပ်ပြာတွေထက်တော့လောကကြီးကိုအလင်းပေးနိုင်ပါတယ်။အခုချက်ချင်းလုံမယ်ဆိုတဲ့စကားကို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 အမြဲပြောပြီးကြောက်ရွံ့မှုနဲ့အချိန်ဆွဲမှုတွေကိုဖယ်ရှားနိုင်အောင်ကြိုးစားပါ။အောင်မြင်မှုပျော်ရွှင်မှုနဲ့ငြိမ်းချမ်းမှုတွေကိုစားလောင်မှုသိပါ။ပိတ်ထားတဲ့တကားတွေကိုရရဲခောက်ပြီးဖွင့်လှစ်နိုင်အောင်ကြိုးစားပါ။အရှုံးသမားတွေထိုင်ပြီးညှဉ်းညူနေချိန်မှာအောင်မြင်မှုရဖို့အတွက်လိုအပ်တဲ့လှုပ်ဆောင်ချက်မှန်သမျှကို အခုချက်ချင်းထားလုပ်လိုက်ပါ။စီမင်းဥပဒေ30ဘဝလမ်းညွန်ချက်ရဖို့စွတ်တောင်းဝေပြုပါ။လူပါဝင်တတဝရိုင်းဟာဒုက္ခရောက်ရင်ငိုကြွေးမြည်တမ်းပြီးအကူအညီတောင်းခံတဲ့ဗီဇရှိကြပါတယ်။ဘာသာရေးတက်ဝင်မှုပါသည်ဖြစ်စေမပါသည်ဖြစ်စေဒီလိုငိုကြွေးမြည်တမ်းခြင်းဟာစွတ်တောင်းဝေပြုမှုတစ်မျိုးပါပဲ။ဘာသာရေးကိုယုံကြည်တက်ဝင်သူတွေကတော့ကြောက်လန့်စရာတွေအခက်အခဲတွေနဲ့ကြုံလာတဲ့အခါမှာဖျားသခင်ဆိုပြီးရေရွတ်မိတတ်ကြပါတယ်။ ကိုယ့်ရဲ့ငိုကြွေးမိတန်းတန်ကို တကိုးရှင်တရားရောက်ကြားသိလိမ့်မယ်လို့မျှော်လင့်တတ်တာဟာလူသားတွေရဲ့သဘာဝတစ်ခုလည်းဖြစ်ပါတယ်။ဒါပေမဲ့ကြီးပွားအောင်မြင်ခြင်းသူတယောက်ဟာရွှေငွေရတနာတွေအောင်မြင်မှုတွေကြော်ကြားမှုတွေပျော်ရွှင်မှုတွေကိုဖျားသခင်ထံမှာအလကားတောင်းနေရမျိုးတော့မလုပ်သင်ပါဘူး။အဲ့ဒီလိုတောင်းမဲ့အစားအဲ့ဒီအရာတွေကိုရယူနိုင်မဲ့လမ်းကြောင်းကိုညွန်ပြပေးဖို့သာဆူတောင်းဝတ်ပြုသင်ပါတယ်။ဒါဟာတိတ္တာတွေကနောက်ဆုံး၁၀ခုမြောက်စာလေးရဲ့လမ်းညွန်ချက်ပါပဲ။ ညီကုန်းချုပ်အနေနဲ့ပြောရမယ်ဆိုရင်တော့ The Greatest Statesman in the World ဆိုရဲ့အနှစ်ချုပ်မှတ်စုကိုတော့ဖတ်ရှုလေ့လာခဲ့ကြပြီးပါပြီ။ဒီဇယ်လန်ရဲ့အဓိကဇက်ကောင်ဖြစ်တဲ့ Hafey ဟာရှေးဟောင်းစာလိပ်ဆဲလိပ်ထဲကစီမင်းဥရေသားတွေအတိုင်းလိုက်နာကျင့်သုံးရင်းနဲ့နောက်ဆုံးမှာအကြီးကျယ်ဆုံးအယောင်သမားတူဖြစ်လာခဲ့ပြီးအယံချမ်းသာကြွယ်ဝသွားခဲ့ပါတယ်။သူဟာအသက်အရွယ်ရလာချိန်မှာတန်းနဲ့ချီရဲ့ရွှေတင်းကားတွေပါဝင် သူ့စီးချိန်အားလုံးနှိပါးကို ပေးဝေလှူဒန်းခဲ့ပြီး စာလိတ်တွေမှာပါတဲ့တက်တာကိုလည်း Erasmus လို့ခေါ်တဲ့သူ့ရဲ့ဘန်နာရင်းကိုလက်ဆင့်ကမ်းပေးခဲ့ပါတယ်။စာဖတ်သူတွေအားလုံးလည်းဒီစာလိတ်တွေထဲမှာပါတဲ့လမ်းညွှန်ချက်တွေအတိုင်းလက်တွေ့ဘဝမှာကျင့်သုံးနိုင်ပြီးအောင်မြင်ပျော်ရွှင်တဲ့ဘဝတစ်ခုကိုရရှိပိုင်ဆိုင်နိုင်ပါစေလို့ဆန္ဒပြုရင်းနဲ့ The Greatest Salesman in the World ဆိုရဲ့အနှစ်ချုပ်မဲ့စုကိုဒီနေရာမှာပဲညီကုန်းချုပ်လိုက်ရပါတယ်ရှင်။ကျမတို့အားလုံးစာဖတ်ခြင်းဖြင့်ဘဝကိုမြင့်ကြမယ်ဆိုတဲ့စကားကိုကြားဝူးကြပါပါ။ဒါပေမဲ့စာဖတ်ဖို့အတွက်အချိန်မပေးနိုင်တဲ့သူတွေ စာဖတ်ဖို့အတွက်စာအုပ်တွေရှာရခန့်နေသူတွေအတွက်ကမ္ဘာပေါ်မှာအရန်နာမည်ကြီးတဲ့စာအုပ်ကောင်းတွေကိုအနှစ်ချုပ်ဖတ်ရှုနှာထောင်နိုင်မယ်။ရွှေနှုတ် application ကို download ချပြီးရော subscription တွေကိုအများဆုံးဝယ်ယူလိုက်ပါ။စာဖတ်ဖို့အတွက်တရက်နောက်ကျရင်ကိုကသူများထက်အများဆုံးမှာအများကြီးနောက်ကျနေမှာဖြစ်ပါတယ်။ရွှေနှုတ်မှာစာဖတ်နေသူတွေအများကြီးတွေကတယောက်ဖြစ်ပါဝင်ဖို့အတွက်ဒီဖုန်းနံပါတ်နဲ့ Facebook Messenger မှာလာရောက်ဆုံဆန်းပြီးရော6လတစ်နှစ်တသက်စာဆိုပြီးရောဝယ်ယူလို့ရပါတယ်ရှင်။